မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းရှေပုံမြို့နယ်အတွင်းမှာဂျွန်လ9ရက်ကစတင်က17ရက်ထိမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်စစ်ပေးရှောင်အများစုနေထိုင်စားသောက်ရေးအခက်အခဲကြုံနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်အခုလိုမိုးရသွန်းမှုကြောင့်စစ်ပေးရှောင်နေနေထိုင်တဲ့အိမ်ဆယ်လုံးလဲ၆ရေတိုက်စားပြီးမျိုးပါသွားတယ်လို့ဆိုပါတယ် ရွှေဘိုတွန်လှန်ရေးကောင်းဆောင်ကိုရှမ်းကြီးကစစ်ပေရှောင်းနဲ့မိုးရွာလို့ဒုက္ခရောက်နေတာ၆ရက်ကလည်းကြီးတော့သူတို့နေထိုင်စားသောက်ဖို့ရာအတော်လေးကိုအဆင်မပြေဖြစ်နေရတယ်လူဦးရေအနေနဲ့900ဝန်းကျင်ရှိလိမ့်မယ်ထင်တယ်ကုညီနိုင်သူတွေအနေနဲ့ကုညီမှုတွေပေးကြပါအောင်လို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာလို့ပြောပါတယ်ရွှေဘိုမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေကအနေဝန်းကျင်မှာရှိတဲ့အထိုင်စခန်းတွေကနေလက်နက်ကြီးတွေနဲ့နေစင်လို့လို့အဆက်မပြတ်ကျေးရွာတွေဘက်ကိုပစ်ခတ်နေတဲ့အတွက်အိုးဘိုကင်းပြား ချီပါစတဲ့ကျေးရွာတွေအပါအဝင်တခြားကစစ်တပ်အထိုင်စခန်အနီးကကျေးရွာတွေက ပြည်သူတွေစစ်ပေးရှောင်နေကြရတယ်လို့လည်းသိရပါတယ်ရှင်တောင်ကြီးမြို့မှာမိုးရွာသွန်းတာများရင်ရက်ွက်တချို့မှာရေကြီးရရှံမှုတွေဖြစ်ပေါ်နေပြီးပြည်သူတွေခက်ခဲကြုံတွေ့နေကြရပါတယ်။နှင်းနှင်းတရေပေးဖို့ထားပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးကရက်ွက်တချို့မှာမိုးရသည့်ကာလမိုးရမှုများတဲ့ဆိုရင်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတာကြောင့်မြို့ခံတွေရဲ့နေအိမ်တွေထဲရေဝင်ရောက်တာတွေရှိနေပါတယ်။မိုးများများရွာတိုင်းဦးကြီးခန့်ရက်ွက်ကနေအိမ်တွေထဲရေဝင်ရောက်ပြီးအော်ဒတိုင်းပြိုကျတာတွေလည်းထပ်ခါထပ်ခါကြုံတွေ့နေရတာတခြားရက်ွက်တွေမှာလည်းရေကြီးတာတွေရှိနေပါတယ်။အင်ဝင်အင်ချက်မြဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပါရင်ဖြစ်လာလေဆိုတဲ့အခါကျတော့ကွန်ကရစ်တွေအားကြီးခင်ကြရတယ်ကွန်ကရစ်တွေခင်တဲ့အခါမှာရေက အမီရောစုံနိုင်လဲဆိုအားဒီမရှိတော့ဘူးเนาะစိတ်ဝင်နိုင်ဆိုတာနေလည်းမရှိတော့ဘူးဒီအင်ဂရီပေါ်မှာပဲတင်လာတဲ့အခါကျတော့ဒီစီသွားမဲ့ရင်းနှုံးမြောင်းတွေကလည်းတအားကျင်းကြတာပေါ့เนาะကျင်းတဲ့အခါကျတဲ့အခါကျတော့ဒီရေတွေကအားများလာတဲ့အချိန်မှာဆိုရှင်ရှန်တက်လာတယ်ရှန်တက်လာတော့ထွက်เสียမရှိတဲ့အခါကျတော့ဒီလူနေအိမ်တွေကိုမြုပ်သွားစေတာပေါ့เนาะ မိုးရွာရေကြီးတိုင်းဦးကြီးခမ်းရက်ကွက်ကရေကြီးတဲ့တန်းကိုအများဆုံးခံရပြီးပြည်တော်သားမင်္ဂလာဦးလမ်းမတော်ရတနာတိရိရက်ကွက်တွေမှာလည်းရေကြီးရေရှမ်းတာတွေကြုံတွေ့နေရပါတယ်။ရေကြီးချိန်ရေနှုံမြောင်းဆင်းဖို့နေရာကျင်းပြီးအမိုက်ပစ်ဖို့နေရာတွေလည်းစနစ်တကျမရှိတာကြောင့်ရေကြီးရေရှမ်းတာတွေပိုဆိုးနေတာပဲဖြစ်ပါတယ်။ဒီလိုလူတွေရှိနေတယ်များဒီလိုပဲကြုံနေရအောင်ပါပါပဲ။မိုက်တွေကိုစနစ်တကျပစ်ဖို့အမိုက်ကျင်းနေရာတွေရက်ကွက်တိုင်းမှာမထားပေဘူး။ မိုက်ချင်းရှိနေလူတွေကမွေးမိုက်သိန်းနဲ့စီမပြစ်မဆိုးလို့လေမွေးတထည်ပစက်မရမှာအကြောက်လို့ပေါ့မွေးရလဲအမိုက်သိန်းကုန်ကိုတနည်းထက်တနည်းတိုးလာတာအရင်က1000-1500ကောက်တဲ့အခြေခံလူသားစားအိမ်တွေဆိုအခု9000နဲ့စဉ်းစားကြည့်လေရေရှည်ဘသူပေးနိုင်မလဲအဲကြလူတွေကနှီးစက်ရအမိုက်ချင်းတွေမှာတွားပြစ်ကြရောအခုစီပင်ကအမိုက်ချင်းတွေမရှိသလောက်ကိုလှုပ်လိုက်တော့ရေမြောင်းတို့ခြုံဖို့တို့တွေနာကြုံတယ်လို့ပြစ်ကြပြန်ရောမိုးရွာတော့အမိုက်တွေကရေနဲ့ရောက်ချင်တဲ့နေရာရောက်အမိုက်တွေပိတ်မြောင်းတွေရေရှမ်းအိမ်တွေမြုပ်ဟုတ်နေတာပဲ ဓိကအစီအစဉ်လူကြီးတွေပဲလို့ပြောချင်တယ်စစ်တပ်ကအာဏာမသိမ်းခင်မှာလည်းရေကြီးတာတွေရှိနေပြီမဲ့အမိုက်ဆဲယူတာတွေအမိုက်ကိုစနစ်တကျပစ်တာတွေကြောင့်အခုလောက်မစိုးရပဲအခုလက်ရှိမှာတော့စီပင်တွေကတည်တည်ချာချာဆောင်ရွက်ပေးတာမျိုးမရှိတဲ့အပြင်အမိုက်တေချာသိမ်းတာတွေလည်းမရှိတော့ပဲပတ်စံပဲကောက်နေတာကြောင့်မြောင်းတွေတဲ့အမိုက်တွေခိုးပြရင်ကနေရေကြီးရေရှမ်းမှုတွေဆူဆူဝါးဝါးဖြစ်လာတာပါ ပြီးခဲ့တဲ့မေလ15ရက်နေ့မှာရေကြီးရေလျှံမှုကြောင့်အော်ဒတိုင်းပြိုသွားတဲ့နေအိမ်ကအခုတစ်ခါမိုးရွာချိန်မှာလည်းအော်ဒတိုင်းတွေထပ်ပြိုတာတွေကြုံတွေ့နေရပါတယ်။ရေနုံမြောင်းထမချက်နိုင်ရင်တော့မြောင်းရေနေရာလွှဲပေးနိုင်ရင်နည်းနည်းလေးအဆင်ပြေနိုင်တယ်လို့မြို့ခံတွေကပြောပါတယ်။ဒီမှာနင်းနေမှာစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကဂျွန်လအတွင်းဒုတိယကြိမ်ဖြစ်73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ32သန်းကိုနိုင်ငံခြားငွေဈေးကွက် FX Trading Platform ကတစင်ထမှန်ရောက်ချသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာပါတယ်စက်ကောင်စီဘ ਹੁ ဘန်အနေနဲ့ဇွန်လ၄ရက်ကလည်း73စီကဏအတွက်ဒေါ်လာသန်း30ရောင်းချပေးမယ်လို့ကြေညာခဲ့ပြီးဖြစ်ပါတယ်။စက်ကောင်စီဘ ਹੁ ဘန်ရဲ့ပြောကြားချက်အရအခုလိုနိုင်ငံသားငွေထုတ်ရောင်းချမှုတွေက73စီဈေးတည်ငြိမ်ဖို့နဲ့73စီဈေးကြီးမြင့်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ရည်ရွယ်တယ်လို့သိရပါတယ်။ မေလအတွင်းကလည်းဗဟိုဘဏ်ကကြေညာချက်၃ကြိမ်ထုတ်ပြန်ခဲ့ပြီးစုစုပေါင်းဒေါ်လာ86တန်းကျော်နဲ့ထိုင်းဘတ်တန်း250ခန်းကိုရောင်းချခဲ့ကြောင်းသိရပါတယ်ရှင်။နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အတွက်ယုံကြည်ရလောက်တဲ့အဟန့်တားနဲ့ကာကွယ်ရေးကိုထိန်သိမ်းဖို့လေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးကို၄၀၀ရာခိုင်နှုန်းထိတိုးမြှင့်ဖို့လိုအပ်ကြောင်း နေတိုအတွင်းမှူးချုပ်မာကရူတဲကဂျွန်လ9ရက်တနင်္လာနေ့မှာလန်ဒန်မှာပြောကြားလိုက်ပြီးဒါဟာဒီလကုံနေတိုထိပ်သည့်အစည်းအဝေးမှာဦးစားပေးဆွေးနွေးမဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။ရူတဲဟာကာကွယ်ရေးအသုံးစရိတ်ကိုအဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှု GDP ရဲ့3.5%ခန့်နှုန်းအထိကာကွယ်ရေးအသုံးစရိတ်မြင့်ပေးဖို့နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တောင်းဆိုထားတဲ့ 900ရာဂိုင်နှုတ်ဟီမန်ချက်ကိုပြည့်မီစေဖို့အတွက်ပုံမူကျပြက်နဲ့လုံခြုံရေးဆိုင်ရာတခြားသုံးစည်းတွေအတွက်လည်းနောက်ထပ်1.5ရာဂိုင်နှုတ်ကိုတောင်းဆိုနေတာဖြစ်ပါတယ်။အရင်လကတော့ရုတဲဟာဂျွန်လ24 25ရက်နေ့တွေမှာကျင်းပမဲ့ထိပ်သီအစည်းအဝေးမှာအဲ့ဒီဟီမန်ချက်ကိုသဘောတူညီမယ်လို့ယူဆထားကြောင်းပြောပါတယ်။ ယူကရိန်းမှာရုရှားကကောင်းကင်ကနေတဆင့်ဘလို့ကြောက်စရာတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေလဲဆိုတာမြင်တွေ့နေရတာကြောင့်ကမ္ဘာကောင်းကင်ကိုကောက်ွယ်ပေးနေတဲ့တိုင်းလွှာကိုပုံမအားကောင်းအောင်ပြုလုပ်သွားမှာဖြစ်တယ်လို့ရုတဲရဲ့ယုံမှ သူပြောမဲ့မိခွန်ထဲမှကောက်နှုတ်ချက်ကိုထုတ်ပြန်ထားပါတယ်ရှင်ဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်